ပြန်ပွဲကြီးတွေမှာတုံးတဲ့လေသာစုတွေကတနားကြီးမိုင်းနီယာနှုံးနဲ့သွားနေတဲ့ဆိုင်ငယ်ပေါ်ကပြုတ်ကြရင်လမ်းနဲ့ပုတ်တဲ့တန်းကို60ဆက်ကန့်ကျော်တိမစုံမတည့်ပဲခန့်နိုင်ပါတယ်ဒီရချိန်မှာထွက်လာတဲ့အပူတန်းကပေါ်သေးသေးတော့မဟုတ်ပါဘူး300တိဂရီဆဲစီရဲ့လောက်ရှိပြီးတော့ဒီအပူချင်းကဘာဘာကိုတော့အရေးတော်ပြစ်လို့ရပါတယ်ဒူးနဲ့တထောင်စစ်တွေကကာထားတဲ့အာမာတွေကလည်းစီအီး level 2အဆင့်ရှိတာဖြစ်လို့အကျန်းခံနိုင်မှုကိုအဆင့်မျိုးစုံတွေကိုစမ်းသပ်ထားပြီးသားတွေပါ ပြိုင်ပွဲတွေမှာအပွေးကွေးတဲ့အခါအချိန်ကျော်စရာမလိုအောင်ဒူးနဲ့ထောက်ကွေးကြတာကိုမြင်မှုကြပါဘူးဒီလိုထောက်ကွေးတဲ့အခါမှာအပူတံကိုခံနိုင်အောင်လို့တုံးထားတဲ့ဒူးကရင်ကတိုက်တင်နီယန်သားတွေပါဒါတော့မှတိုက်မိရဲ့အချိန်မှာထွက်လာတဲ့အပူကအရန်များတာကြောင့်အရေးပေါ်နိုင်ပါသေးတယ်တော့မှပါတဲ့ဂန်ဟလိုခေါ်တဲ့အခုံးကလေခွင်းရကောင်းအောင်ပြုတ်လောက်ထားပြီးတော့ဒီချို့အချိန်တွေမှာနောက်ပြန်လဲကြခဲ့ရင်တော့ကြောရိုးကိုမတိကြအောင်ကာကွယ်ထားပါလေ ဒီလိုကြောရိုးကိုကာကွယ်ထားတာဖြစ်တဲ့အတွက်ဒဏ်ရာကြီးကြီးမားမားတော့မရနိုင်ပါဘူး။ဝက်စုံတွေကိုတာမန်ကြည့်ရင်ဒီလောက်ပဲလို့ထင်ရပေမဲ့ဒီလောက်နဲ့တည်းမပြီးသေးပါဘူး။ဒီဝက်စုံတွေမှာတိုက်မိတာတွေဖြစ်လာရင်အော်တိုဖွင့်ပေးမယ်၊လေအိတ်စနစ်ကလည်းထည့်ပေးထားပါသေးတယ်။